မောင်နိုင်ကတနေ့တနေ့တောင်းရင်ကိုသွားကပိုက်ကြီးတဲ့ဖြစ်တဲ့သူမိမစားဖို့တောက်ဖို့အတွက်သွားရှာကြေးပါရယ်။ငါဘဝလည်းကွာ။ပါမစို့အကုန်စည်းကြီးနေတော့စားဖို့တောက်ဖို့ရှာရင်လည်းဘဝကိုကုံဆုံးသွားတော့မှလားမသိဘူး။ဘယ်အချိန်မှသူမျိုးလိုချမ်းသာနိုင်မှာလဲနော်။သူလက်လျှောက်လာရင်အပေါက်တပေါက်ကိုမြင်သွားတော့အကောင့်တမျိုးမျိုးရဲ့တွင်းမဲ့ဖြစ်မဲ့ဆိုပြီးမြင်မြန်ဆန်ဆန်ဆင်းတူးလိုက်ပါရယ်။ဒါပါပေါက်ပါလိမ့်ကြည့်ရုံမှာပဲ။ ဟေးငါထင်ဒီနေ့တော့ကန်ကောင်းပြီဟဲ့အကောင်ပလောင်တို့ရဲ့တွေးမှန်းနေမှာဒူးကြည့်မဟဲ့ဟဲ့မမကြီးနဲ့ဘာကြီးလဲဟာဟာမောင်နိုင်တူရင်ရွှေရောင်တက်တာတခုနဲ့အပေါ်အားတော့တချောင်းတွေ့တော့သူလည်းထုတ်ကြည့်လိုက်တာပေါ့ဒါဘာတက်တာလဲဟာဒါမှမဟုတ်ရှေးဟောင်းပစ္စည်းတွေထည့်ထားတဲ့တက်တာများလား ရွှေငွေထည့်ထားတဲ့တက်တာလည်းဖြစ်နိုင်တာပဲတော့လည်းရှိတယ်ဆိုတော့ဒီတက်တာတော့ပဲနေမှာတကယ်သာရွှေငွေတွေဆိုရင်တော့ငါနဲ့ငါမိမတော့တထေးဖြစ်ပြီဟေးဒီဓမြအုပ်စုတွေကတော့ရှင်းဟောင်းအမွေနဲ့တေကိုလိုက်လံရှာဖွေနေတဲ့သူတွေပဲဖြစ်ပါတယ်အခုတော့သူတို့ကရှင်းဟောင်းပစ္စည်းတွေပေါ်များတယ်ဆိုပြီးနာမည်ကြီးနေတဲ့နေရာမှာရောက်ရှိနေတာပါ။ဆရာမြေပုံနဲ့အရာဆိုရင်တော့ဒီနေရာပဲ။ အေးကောင်းနေဒါဆိုငါ့ကိုရွှေငွေတွေတွားတူးလာပေးစမ်းဟုတ်ကဲ့ပါဆရာငါရဲ့ရွှေငွေတွေငါ20ချီနဲ့လိုက်ရှာခဲ့ရတာအခုတော့ငါနေတော့ပန်းဆိုင်ရတော့မယ်သူတို့တွားရှာကြည့်လိုက်တဲ့အချိန်မှာတော့ရှေးဟောင်းတက်တာကဒူးယူခံလိုက်ရပြီဆိုတာကိုသိသွားရပါတယ်ဆရာရှေးဟောင်းပြည့်စီကသူများလာတူးသွားပြီမရှိတော့ဘူးဆရာဘာမင်းပါပြောလိုက်တာဟုတ်ပါရဲ့ဆရာ သူများလာတူးသွားပြီ အမလေးဖေဟာတာဘလို့ဖြစ်ရတာလဲတာဘလို့ဖြစ်ရတာလဲဟင်းတခါတလေလဲအယူးနဲ့တူလိုက်တာဟေးသူတို့ဆီအရင်ကွဲမတက်ခန်းစားနေရတဲ့ချိန်မှာသူတပည့်ကရှင်ဟောင်းပစ်စီလာတူးသွားတဲ့လူရဲ့ခြေအားကိုတွေးလိုက်တာပေါ့ဆရာနေပေါင်းဆရာရဲ့အေးပြောဟိုမှာခြေအားတွေ့ပါတယ်ဆရာသူတို့ခြေအားကိုကြည့်လိုက်တဲ့ချိန်မှာတော့တိုးထဲဝင်သွားတဲ့ခြေအားနဲ့အစ်စ်ပဲရှိသေးတာကိုခံမှန်းမိသွားခဲ့တာပေါ့ ဒီချေရတော့တိတ်မဟောင်းသေးတဲ့ပုံမှန်ဆရာအဲ့ဒါဆိုသူ့အခုချက်ချင်းလက်ရှာဆန်းဟုတ်ကဲ့ပါဆရာဆရာချေရကတိတ်မဟောင်းသေးတာမြင်တော့တမရဘူကလည်းအဲ့ဒီလူကိုချက်ချင်းလက်ရှာခံလိုက်ပါတယ်မိမရေမိမကိုပြန်ရောက်ပြီ ဟုတ်ကဲ့ပါကိုရဲ့ဒါနဲ့ကျမတို့စားဖို့ပါပါခဲ့လေစားဖို့တော့မပါဘူးမိမဟင်ဒါဆိုဒီနေ့ကကျမပါသွားစားရမှာလေ မိမရဲ့စားဖို့မရပေမဲ့ဒီနေ့ရခဲ့တာတွေကရွှေငွေတွေဟုတ်တော့ရှောက်ပြောနေပြန်မင်းလာကိုဖွင့်ပြမယ်ဒီနောက်လာခဲ့ကိုဖွင့်တော့မယ်နော်အင်းမြန်သာဖွင့်မှာတော့ရှင်ကျမတွေ့ချင်လာပြီအင်းမမိမဒီနေ့ဆပြီးကိုတို့ဘဝကောင်းလာတော့မှာဟမ်ဘသူတကားလာခောက်တာလဲဟာ အထဲမှာဘသူရှိလဲတကားလာဖွင့်ပေးစမ်းဒီအချိန်ထူးထူးဆန်းဆန်းဘသူလာတာလဲဟာရှင်ပြောတာလဲဟုတ်တယ်ဘသူများလဲမိမဒါဆိုတော့ဖတ်ထားလိုက်အောင်အမညတကောင်မှာအိမ်တကောင်ကိုလာခောက်နေတော့မောင်နိုင်ကလည်းတိတ်မတင်ကြတာနဲ့သူ့မိမကိုရွှေတက်တာလေးသွားဖွက်ခန်းလိုက်တယ်။မင်းလားရော့ကွာဟင်ပေနာနာသွားလဲယောက်ျားရှင်ဘက်တစ်ခုလုံးနာတာပဲမိမရဲ့ ဟောတခေါ်ကဒီမာ ਉ ရှင်ရှင်တော့ဘသူတွေလဲဘာလို့ကျမယောက်ျားဒီလိုလောက်ရတာလဲငါစင်ပမာလဲအော်မဟုတ်ဘူးငါရွှေငွေတွေပမာလဲပြောင်းစမ်းဟမ်ရွှေဟုတ်လားမရှိပါဘူးဗျာတခြားနေရာမှာအသွားရှာပါငါမိသားစုနာမှာလာမရှာနဲ့အော်မရှိဘူးပေါ့လေဟဟလားခေါင်တွေနေရာတကာသွားရှာလာခဲ့စမ်းသွားဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာ ဟဲဒီမှာပါဆရာတွေ့ပါပြီအေးကောင်းတယ်မင်းကငါ့ကိုလိန်ချင်နေပေါ့လေဟဟလာမလောက်ပါနဲ့ရှင်ကျမယောက်ျားဘာမှမလောက်ပါနဲ့အေးအထဲကိုဖွင့်ကြည့်စမ်းပစ္စည်းတွေရှိသေးလားလို့ဟိုတော့မရှိတော့ဖွင့်လို့မရပါဘူးဆရာဟင်အောင်တော့ဘယ်နှမ်းမှလည်းပြောင်းစမ်းမသိပါဘူးဗျာတကယ်မသိရပါဟင်အောင်ငါကင်ထားတော့တနတ်တော့ဘာမှမဟုတ်ဘူး တော့ဘမ်းမလည်းပြောင်းစမ်းတကယ်တကယ်မသိတာပါဗျာအသေးတဲ့ရင်လည်းသေးအောင်ပါပဲဟာကြားတယ်သူ့အိမ်ကိုမီးရှို့လိုက်ကွာမလောက်ပါနဲ့ဗျာပြောပါမယ်တော်တော်ဟမ်အိတ်ကက်ကပေါက်နေတယ်ခင်ဗျာမင်းငေါ့လာစမနေနဲ့ငါမင်းတငယ်ချင်းမဟုတ်ဘူးနော်ငါတမားကွာတမားတကယ်ပြောတာပါပြန်ပေးလိုက်ပါယောက်ျားရဲ့ ကိုအေကက်ကတကယ်ပေါက်နေတာမိမရဲ့လမ်းမှာထွက်ကြခဲ့ပြီးထက်มาတယ်။ခေါင်းတွေသူ့အိမ်ထဲကိုလိုက်ရှာကြည့်လိုက်စမ်းတဏီယာမှမကြံစင်နဲ့။ဟုတ်ကဲ့ပါဆရာ။ဟုတ်ကဲ့ပါဆရာ။ရှာပြီးပြီဆရာဒီမှာတော့မတွေ့ပါဘူး။နေရာဆောင်အောင်ရှာပြီးပြီလားကွာ။ရှာပြီးပါပြီဆရာ။အိမ်သားတွေထဲမှာတွားကြည့်စမ်း။ ကျွန်တော်တို့လည်းအကုန်ရှာပြီးပါပြီမတွေ့ပါဘူးဆရာကြားရကွာအဲ့ဒါဆိုလဲသူ့ဘာဖမ်းခဲ့မလှုပ်ပါနဲ့ရှင်ကျမယောက်ျားမခေါ်သွားပါနဲ့မိမမိမရဲ့မြညိုအာအာအာသူ့ယောက်ျားကိုတမရတွေဆွဲခေါ်သွားတဲ့ချိန်မှာတိုက်တိုက်ဆန်ဆန်မြညိုလည်းဘိုက်နာလာခဲ့ပါတယ်ဟင်ဒါမှမဟုတ်ငါဘိုက်နာတာကလေးမျိုးမွေးချင်တာလားပဲအမလေး အမလီအာအာအာတာလီရေမငိုပါနဲ့အဖေကအမေတို့နဲ့မရှိတော့ပေမဲ့ဒါအတွက်အမေပါမစို့လှုပ်ပေးမယ်နော်ဟဲဒါပါလေဒါဟိုရွှေတစ်တားရဲ့တော့များလားအမလီယောက်ျားရေမြညူကမောင်းနိုင်ထားခဲ့တဲ့ရွှေတစ်တားတော့လေးကိုတွေ့သွားခဲ့ပါတယ် အဲ့ဒီတက်တာတော့ဘယ်မှာလဲဆိုတာငါ့ကိုပြောစမ်းဘယ်မှာကြားပြောက်သွားလဲဆိုတာကျွန်တော်တကယ်မသိတာပါဗျာခောင်းတွေသူ့ဒီထက်နောင်ရိုက်ကြစမ်းဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာရရချအာ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 အမလီခောင်းမင်းမသိပဲငါမောလို့သိတော့မယ်သူတိတ်သွားပြီဟာတိတ်မှာပေါ့မင်းအဲ့လောက်တောင်ရိုက်တာသိပြီလားတော့မသိဘူး ဘလောက်လောက်လောက် तू နိုးမလာတော့ပဲဆရာ तू တေသွားပါပြီတေပြီဟာလာဒီကောင်တော်တော်ပြော့တာပဲကွာဟာအဲ့ဒါဆိုငါတော့ဘလို့ရှားတော့မှာလဲမင်းတို့နှစ်ယောက်အဲ့ဒီတော့ရအောင်သွားရှာလာခဲ့စမ်းဗျာဘလို့ရှားမှာလဲအေးမင်းတို့မတွေ့လို့ရတော့နော်ဒါပေမဲ့ဆရာပါမဒါပေမဲ့မရှိဘူးပြောမနေနဲ့တော့သွားဟုတ်ကဲ့ငါအဲ့ဒီတော့မြင်မြန်ရှာမရမယ် နောက်မဆိုသူမြအရင်တွေ့သွားလိမ့်မယ်။တမျှပေါ်ကမောင်နိုင်အောင်ဖမ်းပြီးရိုက်နဲ့မင်းမျက်နာတောင်ဘာဖြေမှမရတဲ့အတွက်ရိုက်ရင်းနဲ့ပဲဆုံးပါသွားခဲ့ပါတယ်။မောင်နိုင်ဆုံးပါသွားတော့တော့ကိုပေနားရှာလို့ရှာရမှမသိတဲ့အတွက်သူတပည့်ညောက်ကိုတောင်းနှင်းကလိုက်ရှာခန်းလိုက်ပါတော့တယ်။နှစ်တွေကြာလာတော့အာအမေငုပ်ဆူးသွားပြီ။ဒီနားလာခဲ့သားလေးအမေပြောသားပဲအလောက်မစော့ပါနဲ့ဆို။ သားလေးကတအားဆော့တာကိုအမေကလည်းပြဒါဒီတိုင်းလေးပဲဆော့တာကိုစူနေပြန်မင်းဒီကလေးကတော့လေပြောနေရင်နဲ့မအေယူပြန်ခံပြောနေပြန်မင်းငါရိုက်ထက်လိုက်ရလာရိုက်ကြည့်လေအမေလာဒီကောင်လေးကတော့လေဟွန်းသူတို့သားမင်းယောက်စကားပြောနေတော့သားဖားယောက်ကပျော့ပျော့ရွှင်ရွှင်နဲ့ရှေ့ကနေဖြတ်သွားတော့သူလည်းသူ့အဖေကြောင့်သိချင်လာခဲ့ပါတယ်အမေပြောလေသားလေး ကျွန်တော်ဘလို့မွေးလာတာလဲအမေဘာလို့ခုနကလေးလိုအဖေမရှိတာလဲယဒါမှမဟုတ်ကျွန်တော်မွေးစားထားတာလားအမေကျွန်တော်ပေးရလာတာလဲယတားရဲ့အမေမေခိုးနဲ့ထုတ်မနေပါနဲ့တော့တားရဲ့ဖြစ်တည်မှု သိတာနဲ့တင်ရပါပြီတားကိုပြောပြပါမေရဲ့တားအဖေကြောင့်သိချင်တယ်အော်ဒီကလေးနဲ့တော်တော်ပြောရခက်ပါလားမင်းအဖေကတမျှတွေဖမ်းသွားခံရပြီ တနေ့မှမင်းအဖေအားတောထဲကိုသွားရင် ရွှေတက်တာတခုတွေ့လာတာအဲ့ဒါနဲ့တမရတွေကခြေရခိုင်အိမ်ကိုရောက်လာကြတယ်ရွှေတက်တာကို တွေ့ခဲ့ပေမဲ့တော့မတွေ့ဘူးလေမင်းမရတာနဲ့တားအဖေကိုဖမ်းသွားကြတာပဲဒါရီကအမှန်ပဲလားအမေဟုတ်တယ်သားလေးဖြစ်ချင်တော့အဲ့ဒီနေ့မှပဲအမေတားကိုမွေးခဲ့တာတကယ်အကြောင်းရဒီလိုလားအမေရဲ့ဒါဆိုကျွန်တော်အဖေကိုလိုက်ရှာမယ်နော်မရပါဘူးသားရဲ့ အန်ဒီအရန်များတယ်။တားသူတို့နဲ့မရှင်နိုင်သေးဘူး။အမေကမင်းအဖေကိုဆုံးရှုံးထားရပြီးပြီ။တားကိုထပ်ပြီးမဆုံးရှုံးပြစေနဲ့တားရဲ။ဟောက်ဒါဆိုရင်လည်းကျွန်တော်မသွားတော့ပါဘူးအမေရဲ့။ကောင်းပါပြီတားလေးရဲ့။ဒါနဲ့တီတော့ဘာလဲရင်အမေ။အဲ့ဒါပဲရွှေသစ်တာတော့ဆိုတာဒေတာကူးဆိုင်ထားတော့တား။တနေ့တားရဲ့အဖေကိုတွေ့ရင်သူ့ကိုကယ်နိုင်တော့တယ်။ဟုတ်ကဲ့ပါအမေ ဒါနဲ့အမိသားလေးဘိုက်စာနေပြီလားစာပေးအမေရဲ့ပြီးတော့အတီးချွတ်ချိုလေးလဲစားချက်နိုင်အမေအတီးကတော့အိမ်မှာမရှိဘူးသားရဲ့အမေသွားခူးလာပေးမယ်လေသားလဲလိုက်မယ်အိမ်မှာပဲနေခဲ့ပါသားရဲ့တော်ရရချင်ပေါ်ကပေါ်နေတော်ပါပြီသားအမေနဲ့လိုက်မှာအေးပါကွယ်လိုက်ချင်နေဆိုရင်လိုက်ခဲ့ မင်းခန်က သူ့ဖေကြောင့်ကြားလိုက်ရတဲ့ချိန်မှာ တနေ့သူ့အဖေကိုသွားခဲ့မယ်လို့စိတ်ကူးထားလိုက်တာပေါ့အမေကိုတနာလိုက်တာအဖေနေရာမှာရောအမေနေရာမှာရောကျွန်တော်တာဝန်ယူပြီးစောင့်ရှောက်လာရတာဆိုတော့အမေတော်တော်ပင်မမှာပေါ့နော်မပင်မမှာတော့ဒါရဲ့အမေရဲ့ပျော်ရွှင်မှုကဟောရီသားလေးပဲကျွန်တော်ကြီးလာရင် အမေကိုပြန်မေးကိူးဆိုင်မယ်နော်အမေကောင်းပါပြီသားရဲ့ဟိုမှာမြစ်ပဲသားလေးဒီနားမှာစောင့်နေနော် အမေမြစ်သွားချိုးလောင်မယ်။ဟုတ်ကဲ့ပါမေ။ဒီမြစ်ကိုချင်းဆက်လေးချက်ဆိုင်အရန်ကောင်းမှသားလေးရဲ့။သူ့အမေကမြစ်တူးနေတော့မင်းခန်ကဟူကြည့်တီကြည့်နဲ့ယုံလေးတကောင်ကိုတွေ့သွားတာပေါ့။ယုံလေးလာပေါင်းကွာခဏလောက်ချီကြည့်အောင်ခဏလောက်ချီကြည့်အောင်ခဏလောက်ချီကြည့်အောင် တ်တော်ဘယ်ရောက်သွားတာလဲခဏလေးပဲချိန်ချင်တာပါဘယ်ဟုတ်ပြေးသွားလိုက်တာလဲမင်းခန့်လည်းယုံလေးကိုလိုချင်တာနဲ့တော်ရဲရောက်နေမှမိတ်သွားပြီးယုံနောက်ကိုလိုက်နေခဲ့တယ်ဟေးမပြေးနဲ့လေဟေးယုံလေးငါခဏလေးပဲချိန်မှာပါကွာဟာပေးရောက်သွားတာလဲယုံလေးယုံလေးပေးရောက်သွားတာလဲဟာတော်တော်အပြေးမြန်တာပဲတော်တော်အပြေးမြန်တာပဲ ဟာငါငါပယ်လန်းနေလာတာလေဟာလမ်းလေးခုတောင်ရှိတာငါငါပယ်လန်းနေပြားမှာလဲဒုက္ခပါပဲကွာငါလမ်းလည်းမမှတ်မိတော့ဘူးဒီလမ်းနဲ့သွားကြည့်ရင်ကောင်းမယ်အမေအမေပမာလဲငါဘလို့ပြန်ရမှာလဲမိန်ခံကတောထဲမှာလမ်းတွေမားနေခဲ့တယ်သူဘလောက်ပဲသူ့အမေကိုခေါ်ခေါ်ဒါပေမဲ့သူ့အမေရဲ့ထူးတန်ကိုမကြားရပါဘူး အမေအမေပမာလေးပြာအမေအမေငါပယ်ရီရောက်နေတာလေဟာဒီဘက်ကိုသွားကြည့်အောင်မဲအမေအမေပမာလေးကျွန်တော်အမေကိုမတွေ့ရဘူးကျွန်တော်လာခေါ်ပါအောင်ပြာ အမေအမေသူ့အမေကိုလိုက်ရှာရင် အမေဖြစ်သူကိုမြစ်တူးတဲ့နေအောင်ရောက်လာခဲ့တယ်အဲ့ဒီနေအောင်ရောက်တော့လဲ အမေဖြစ်သူမတွေ့ရဘဲချင်းကိုသာတွေ့ရပါတယ်။ဟာဒါဒါအမေရဲ့ချင်းနှောင်းလေးပဲ။အမေကိုလည်းမတွေ့ပါလား။အမေဘယ်ရောက်သွားလဲ။ကျွန်တော်အမေကိုတတိရတယ်ဗျာ။ကျွန်တော်လာခေါ်ပါအောင်အမေရဲ့။အမေသူ timing ကိုနေတော့မှချုံပုတ်ထဲကနေပြီးတော့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူလည်းသူ့အမေလို့ထင်သွားခဲ့တာပေါ့။ အမေအမေကျွန်တော်တီမာပါ အမေဒါပေမဲ့သူ့အမေမဟုတ်ပဲကြားတကောင်ဖြစ်နေပါတယ်ကြားကမင်းခန့်နာကိုခုံအုပ်လာခဲ့တယ်ကဲကဲကြပါအောင်ဗျာကဲကြပါအောင်ဗျာကဲကြပါအောင်အာအာเจ้ามณีเน่တော့น้องกองเลยจ้าไม่ရှိတော့ပါกว่า ဒါနဲ့နင်းတီမှာဘာလာလောက်တာလဲကျွန်တော်အမေနဲ့မြစ်လာချိုးတာပါအမေကိုမတွေ့တော့လို့ကျွန်တော်ကူညီပါအောင်ဗျာအေးဘယ်လိုလုပ်ကြမလဲကွာငါလည်းမသိဘူးဟာငါတို့ဆရာစီခေါ်သွားလိုက်ရင်ကောင်းမှန်းတယ်နဲမဟုတ်ရင်လည်းငါတို့တော့မှမတွေ့တာအေးကွာအဲ့ဆိုလဲကောင်းလေးဥရုနဲ့လိုက်ခဲလိုက်အမေစီသွားမှာကျွန်တော်အမေစီကိုသွားမှာနင်းကြားကြိုက်မှမကြောက်ဘူးလားဗျာဟုတ်ကဲ့ အဲ့ဒါဆိုရင်လည်းဦးလေးတို့နဲ့လိုက်ခဲ့ပါမယ်။သူ့လာရှာတဲ့တမရတွေကလည်းကောင်လေးကိုကယ်သွားလိုက်တယ်။ဒီကောင်လေးကလွန်ခဲ့တဲ့နှစ်တွေကသူတို့ဖမ်းသွားဖူးတဲ့မောင်နိုင်ရဲ့သားဆိုတာကိုမသိရှာပါဘူး။ဒါအပြင်မင်းခန့်မှာသူတို့လိုချင်တဲ့တော့လည်းရှိပါသေးတယ်။တမရဘဝရွှေတစ်တာတော့ရှာဖို့အတွက်အဲ့ဒီရွာရဲ့အမြင့်ဆုံးတောင်မှအခြေချနေထိုင်နေပါဗျ။